အားလုံးပဲမင်္ဂလာပါရေဝရှန်လေးမှာပြန်လဲကျေဆွလိုက်ပါတယ်ဒီနေ့မတ်လ30ရက်နေ့ငလေးလှုပ်ပြီးကျွန်တော်တို့နှစ်ရက်ကြာမှာပဲကျွန်တော်တို့ပြည်သူတွေရဲ့ဒါသက်တွေအညောင်များစွာဆုံးရှုံးနေရတယ်လို့ယနေ့အချိန်ထိလဲကျွန်တော်ပြည်သူတွေကိုကဲမထုံနိုင်တဲ့အခြေအနေတွေအများအပြားကိုကျွန်တော်တို့လက်တွေ့မြင်မှာရင်ဆိုင်တွေ့ကြုံနေရပါတယ် ဆိုတော့ဒီကနေ့မှာကျွန်တော်တင်ပြမယ့်အကြောင်းအရာတွေကအပုံနဲ့ထွက်အပုံနဲ့တွေလိုင်းလိုင်းထွက်နေတဲ့ကျွန်တော်တို့ရဲ့စကိုင်းညိအကြောင်းတင်ပြပေးပါမယ်နောက်တဲ့ဒင်းဘုတ်ကတော့ကျွန်တော်တို့ဒေါ်လာငတ်နေတဲ့မာလာအတွက်ကတော့အစာငတ်နေတဲ့ခွေးဝဲစားတကောင်ချေးတွင်းတဲကိုပြုတ်ကျသွားတဲ့ပုံစံမျိုး

ော့တမရော်ရဲ့သဘောထားအမှန်ကို အရင်ဆုံးတင်ပြပေးပါမယ်။အဲ့ဒါကတော့မန်လင်းငလင်းဖြစ်နေတဲ့နေရာတွေကိုကယ်ဆယ်ရေးအဖွဲ့တွေနဲ့အလူရှင်တွေတွားရောက်ကူညီဖို့ကိုအချမ်းမဲ့ဖက်စစ်ခွေးတက်ကကောင်တွေကမယမ်းကြောင့်စစ်စေးဂိတ်ကနေပြီးတော့ဖြတ်တန်းခွင့်မပြုဘဲနဲ့လှည့်ပြန်ခိုင်းနေတယ်ဆိုတော့အကြောင်းတွေကျွန်တော်မိပါတယ် ဒါကတကယ်မြည်ပြင်းမှာပါဒါကလည်းတိဖို့ပါလက်ရှိအကြမ်းဖက်စစ်ခွစ်တက်ရဲ့သဘောထားအမှန်တွေကျွန်တော်ပြည်သူတွေဟာပြည်သူပြည်သူချင်းကိုကြီးဝင်းရံဖို့အမြဲတမ်းအစင်းနဲ့ရှိနေတာပါမိမိတို့ဘလောက်တောင်မဲဆင်းရဲဒုက္ခရောက်ရှိနေပါစေမိမိတို့ထက်ပိုပြီးတော့မောကြက်နေတဲ့သူတွေအတွက်ကျွန်တော်တို့ပြည်သူတွေချင်းချင်းကိုကြီးဖို့အမြဲတမ်းအစင်သင့်ရှိနေတဲ့လူမျိုးဆိုတော့တွားရောက်ကိုကြီးဖို့အခွင့်အရေး ရောင်းစူးစမ်းခဲ့ပေမဲ့လမ်းတော့တွေလှည့်ပြန်ခိုင်းခဲခိုင်းခံရတဲ့အကြောင်းတွေအခုကျွန်တော်တို့အားလုံးတွေ့နေရပါပြီဟုတ်ပြီနောက်ထပ်တိဖို့တစ်ခုပြောပြပါမယ်အဲ့ဒါကတော့ရပ်ဖက်အဖွဲ့စည်းတွေနိုင်ငံတကာက NGO အဖွဲ့စည်းတွေပြီးတော့အစိုးရမဟုတ်တဲ့လူမှုကူညီရေးအဖွဲ့စည်းတွေကို ပြောကျင်တာပါ အဲ့ဒါကတော့သခိုင်းမငလင်လှုပ်သွားတာဗျသခိုင်းမဘဟုချက် အဖြစ်လှုပ်ခတ်သွားတဲ့ကျွန်တော်နိုင်ငံသခိုင်းတိုင်းထဲမှာထိခိုက်မှု အများဆုံးငလင်တန်အများဆုံးသိဆုံးမှုအများဆုံးကဲစဲမဲ့သူကင်းမဲ့နေမှုနေရအများဆုံးဖြစ်နေတဲ့သခိုင်းတိုင်းကို ူညီကယ်ဆယ်ရေးနဲ့ကမ္ဘာအဖွဲ့အစည်းတွေမိနေမှာဆိုလို့ကျွန်တော်ပထမဥစ္စာအတိပေးတာပါဒါကလည်းတိမှုပါဒီနေ့တက်လာပါတယ်ကျွန်တော်ကြားရပါတယ်ကျောင်းနိုင်ငံကိုနိုင်ငံကအဖွဲ့အစည်းတွေရောက်လာတယ်အတရုတ်တရုတ်ကလည်းဝင်လာတယ်အမေရိကန်ကလည်းဝင်လာတယ်ထိုင်းကလည်းဝင်လာတယ်စင်ကာပူကလည်းဝင်လာတယ်ကျေးဇူးအများကြီးတင်ပါတယ် ဒါကြောင့်ကျွန်တော်ကတတိပေးတာပါကျွန်တော်ရဲ့ဗီဒီယိုဖိုင်တစ်ခုလုံးကိုကူးယူပြီးတော့ဖော်ပြเสียမှလို့အရှိ ID ဘိုင်းလေးကိုပဲကူးယူပြီးဖော်ပြပေးဖို့လိုတယ်အဓိကငလင်ရဲ့ဘိုးချက်ကစကိုင်းမှာစကိုင်းကိုမိဒီမှာဆိုလို့နိုင်ငံတကာအဖွဲ့အစည်းတွေကိုတီးပေးတာပါနေပြည်တော်မှာကယ်ဆယ်ဖို့အတွက် နေပြည်တော်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့အတွက်စင်ကာပူကတကယ် specialist ကယ်ဆယ်ရေးအဖွဲ့တွေကိုမင်းအောင်နိုင်ငံသုံးတယ်နေပြည်တော်မှာ မန်လေးမှာတရုတ်ကယ်ဆယ်ရေးအဖွဲ့တွေတုံးတယ်နောက်ထပ်ကျွန်မမိဘတွေတိဖို့ကျွန်တော် ပြောချင်တာတစ်ခုရှိတယ်အဲ့ဒါကတော့ထိုင်ဝမ်ကကယ်ဆယ်ရေးအဖွဲ့တွေကျွန်တော်တို့မြန်မာနိုင်ငံကိုအခုငလင်တန်ခံစားနေရတဲ့ပြည်သူမျိုးကယ်ဆယ်ဖို့ဝင်ရောက်လာမယ်ဆိုတဲ့အချိန်မှာတရုတ်ကဟန်တားလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေဟာကယ်ဆယ်ခွင့်ရဖို့ကို အခုလို့ဟန်တာခံနေရတယ်ဆိုတာကိုလည်းသိဖို့ပါပဲရှင်နာစရာကောင်းတဲ့ကျွန်တော်တို့နိုင်ငံသေးသေးလေးကျွန်တော်နိုင်ငံကိုလှုပ်ချင်တာလှုပ်ခွင့်ပေးနေတဲ့ဒီအာနာယူအုပ်စုကြောင့်ကျွန်တော်ပြည်သူ အရမ်းမျက်နှာငယ်ရတယ်။ကုညီပါမယ်ဆိုတဲ့ထိုင်ဝမ်ကကယ်ဆယ်ရေးအဖွဲ့တွေကိုပေးမဝင်တာတရုတ်ဆိုတော့ ကြောက်မိပါလေစဉ်းစားကြည့်။ကုညီကဲစဲရေးမှာအကန့်အသတ်ရှိသလား။တယုတ်ကဲစဲရေးတွေတွားနေတော့ထိုင်ဝမ်ကဲစဲရေးကကျွန်တော်တို့ပြည်သူစီကိုလာလို့မရဘူး။ကျောင်းရဲ့မိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းလို့တေးတေးချာချာစဉ်းစားနေရင်နာဖို့ကောင်းလေ။ဒါကြောင့်ကျွန်တော်တို့တော်လိုင်းခရီးကိုအမြန်ဆုံးတွားနေကြတာ။ ဟုတ်ပြီ NUG ကငလင်တန်ကယ်ဆယ်ရေးအတွက်နှစ်ပတ်ကြာအပြစ်ကရက်မယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ positive တွေခိတရှင်းနာမယ်ဒါကလည်းပြည်သူတွေခုလက်ရှိတဘောဘေးဒဏ်တွေခံစားနေရတဲ့အချိန်မှာ NUG အဖွဲ့ဝင်တွေကကျွန်တော်ပြည်သူရဲ့မျက်နှာကိုမူပြီးတော့ကျွန်တော်တို့ရဲ့ထိုးစစ်တွေကိုနှစ်ပတ်ကျော်ရက်တန်လိုက်မယ်လို့ညညာချက်တွေထုတ်ပြန်လိုက်ပေမဲ့ အချမ်းမဖက်စစ်ခွေးတက်ကအပြစ်ရက်သွားလို့လားမရက်သွားဘူးကျွန်တော်ပြပါတယ်ဒီလိုထုတ်ပြန်ညင်ညာချက်ကို NUG ကထုတ်ပြန်ထားပေမဲ့ပေါင်းမျိုးနယ်အတွင်းမှာအချမ်းမဖက်စစ်ခွေးတက်ဟာရဟတ်ရင်နဲ့ဘုံကျဲသွားပါတယ်အခုငလင်တန်ခန်းစားနေရတာအဲ့ဒီပြည်သူကဲဆဲရေးအတွက်ဝေထားတဲ့ရဟတ်ရင်ကိုစစ်တပ်လူတတ်ဖို့အတွက်လက်နက်တွေတပ်ဆင်ပြီးတော့ မလင်းတန်ခံစားနေရတဲ့ပြည်သူတွေကို ထပ်ပြီးတော့စစ်သနနဲ့ပြစ်ခတ်ဘုံကျဲသွားသေးတယ်အဲ့ဒီနေရာပဲလားမဟုတ်သေးဘူးရှိသေးတယ်နောက်ထပ်တိုက်ခိုက်ခံရတဲ့နေရာတွေကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်စကိုင်းတိုင်းချောင်းဦးမြို့နယ်ပဲခူးတိုင်းဖြူးမြို့နယ်တွေပဲဖြစ်ပါတယ်နေ့ကကျွန်တော်ရဲ့ဗီဒီယိုအသေးအံဝင်ပြီးတော့ဒါ comment ဝင်ရေးတဲ့ RC ဆိုတဲ့ account တစ်ခုကိုကျွန်တော်သတိထားမိပါတယ် ကျွန်တော်ရဲ့ comment မှာသူပြန်ပြီးဖြေကြားပေးထားပါတယ်ဆိုတော့အခြားသော channel တွေပေါ့ဗျ channel တွေကစစ်တိုက်ဖို့အတွက်ကြွေးကြော်နေတဲ့အချိန်မှာ main channel ကဘာလုပ်နေတာလဲမင်းဘာဖြစ်လို့စစ်တိုက်ဖို့အတွက်မပြောတာလဲစစ်တိုက်ဖို့ခဏလေးဖယ်ထားအောင်အဲ့ဒီစစ်တိုက်မယ်ဆိုရင်အော်နေတဲ့သူတွေစစ်တင်နန်းတက်ပြီးပြီလားအရင်ပြီးကျွန်တော်ကဖုန်းဝင်နေနေမယ် ဒါတော်လန့်ချိန်ကတော်လန့်ချိန်မှာတော်လန့်ကြီးအလုလုတာကျွန်တော်လူငယ်တွေခုချိန်ထိမရက်သေးပါဘူးစစ်တိုက်ပဲမြို့သိမ်းမယ်တနိုင်ငံလုံးကိုစံဖက်စစ်ခွေးတက်ကင်းစင်အောင် လုပ်မယ်ဆိုပြီးပြောနေတဲ့သူတွေစစ်တင်နဲ့အခြေခံတပိပိလားကျွန်တော်နိုင်ငံရဲ့လက်ရှိအခင်းချင်းကိုကြည့်လက်နဲ့နဲ့ကျွန်တော်တို့ကို အုပ်ချုပ်နေခဲ့တာလက်နဲ့နဲ့ကျွန်တော်တို့ကိုချိန်ချောက်နေတာလက်နဲ့နဲ့ကျွန်တော်တို့ပြည်သူတွေကိုတတ်ဖြတ်ခဲ့ကြတာဒါကြောင့်မဖြစ်မနေကျွန်တော်တို့စစ်တင်နဲ့တက်ခဲ့ရတာပြီးတော့မဖြစ်မနေပြည်သူကာဝယ်တွေပြည်သူလူထုကိုကာဝယ်ဖို့အတွက်ကျွန်တော်တို့ကြိုးစားခဲ့ကြရတာဆိုတော့လက်ရှိပြည်သူတွေခံစားနေရတဲ့အချိန်မှာကျွန်တော်အားလုံးကတူတူတယောက်တည်းလုံးလုံးလို့မရအောင်ကျွန်တော်ပြည်သူတွေအတန်ကိုလည်းနားထောင်ရတယ်ပြီးတော့ကျွန်တော်တို့မှအစင်စင်သော ညွှန်ကြားမှု အမိန့်ရှိဆိုတော့ကျွန်တော်ကရဲဘော်လူငယ်တယောက်အနေနဲ့ကျွန်တော်ကိုအမိန့်မပေးဘဲနဲ့ကျွန်တော်ဘာမှလုပ်လို့မရဘူးဒါပွင့်လေးပဲကျွန်တော်တော်လိုင်းရဲ့တော်တက်ဖွဲ့ဝင်တွေအကုန်လုံးကပူပေါင်းဆောင်ရွက်မှုပြီးတော့ကျွန်တော်တို့အာသူတစ်ဆင့်နဲ့တစ်ဆင့်ညွှန်ကြားမှုတွေအမိန့်နာခံမှုတွေနဲ့အလုပ်လုပ်ရတာ အမင်းကတော့ဘလို့ဖြစ်လို့ငါကတော့ဘလို့ဖြစ်လို့ဆိုတာတဲ့အခြားသောလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာမှာအခြားသောသူတွေဘလို့ပဲအော်ပါစေကျွန်တော်တို့ကစုပေါင်းပြီးတော့လှုပ်လှုပ်တဲ့ပုံစံကြောင့်ကျွန်တော်တို့ပြည်သူ အမိန်ပေးတဲ့ဆိုရင်ကျွန်တော်တို့တိုက်ဖို့အစင်နေပြီးတော့ ကျွန်တော်တို့တိုင်းရင်းသားတပွဲဝင်တွေနဲ့ပူးပေါင်းထားတဲ့စစ်စင်ကြီးအတွက်တိုင်းရင်းသားတပွဲဝင်တွေနဲ့အများကြီးကျွန်တော်တို့ဆွေးနွေးရတယ်ကျွန်တော်တို့တိုက်မယ်ကျွန်တော်တို့တိုက်ချင်တယ်ဒီချိန်ကခွင့်ရေးပဲဒီချိန်မှာအားလုံးဒါအုံကြွထားကြပါတော့ဆိုတာတွေကဘာချက်လက်ကိုခိုင်ဆောင်ပြီးတော့ပြောလဲဆိုတာသူတို့စီမှာလည်းရှိပါလိမ့်မယ်ဒါကတော့သူတို့အပိုင်းမှာထားပါကျွန်တော်ရင်မိပါတယ်ဟုတ်ပြီဒါကြောင့်ကျွန်တော်အရှိဆုံးမှာပြောခဲ့တာစကိုင်းတိုင်းမှာငလင်လှုပ်သွားပါကြောင်း ။စကိုင်းတိုင်းမှာအထူးကဲ့အများဆုံးဖြစ်သွားပါကြောင်းနိုင်ငံတကာက NGO ဖွဲ့စည်းတွေနဲ့နိုင်ငံတကာကဒါရပ်ဖက်အဖွဲ့စည်းတွေပေါ် လူမှုကူညီရေးအသင်းဖွဲ့တွေကိုကျွန်တော်ကဒီကနေပြီးတော့နှိုးဆော်နေတာပါ။ဟုတ်ပြီ။လက်ရှိအချိန်တွေမှာကျွန်တော်တို့ငနေတုတ်ခတ်ပြီး24နာရီလဲကြော်ခဲ့ပြီ။36နာရီလဲပြည့်ခဲ့ပြီ။ကျွန်တော်တို့စကိုင်းတိုင်းတွေမှာ ငလင်တန်ခန်းစားနေရတဲ့ကျွန်တော်တို့ပြည်သူတွေကိုကဲသူမဲ့ဆဲသူမဲ့ဓာတ် body တွေတည်ဆုံးတဲ့ body တွေမှာကျွန်တော်တို့မတူပေါ်နိုင်တဲ့အခြေအနေမျိုးလက်ရှိကျွန်တော်တို့စကိုင်းမှာခန်းစားနေရတာပါဒါကလက်ရှိအမှန်တရားပါဒါဆိုရင်တော့လက်ရှိကကိုကြီးကယ်ဆယ်ရေးအဖွဲ့တွေအများအပြားလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာထပ်မှာနေရာယူထားပါတယ်ဆိုတဲ့အဖွဲ့တွေ ကျွန်တော်နိုင်ငံကိုကုညီပါလေဆိုတဲ့အဖွဲ့တွေကိုကျွန်တော်ပြစ်တင်နေတာမဟုတ်ဘူးလက်ရှိအုပ်ချုပ်ကျင်နေတဲ့အကြမ်းဖက်လူရုံမာတွေရဲ့သူတို့ရဲ့ပုံစံဘလို့အခြေအနေမျိုးပဲဖြစ်နေဖြစ်နေသူတို့ဟာသူတို့လှုပ်ချင်တဲ့ပုံစံအတွင်းထဲမှာပဲလှုပ်ဆောင်ကြရတယ်ဆိုတော့ဒီမှာပဲကျွန်တော်တို့အမေရိကန်ရဲ့အကူအညီထောက်ပံ့မှုတွေ အဲပြီးတော့ခြားသောကုမ္ပဏီထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးတော့အကြံပြုဆွေးနွေးချက်တွေအများအများကိုကျွန်တော်တွေ့ရမှာဖြစ်တဲ့ဒီဗီဒီယိုရဲ့အဆုံးမှာလည်းကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော်ပြည်သူတွေအမှန်ကန်ခံစား နေရတဲ့လက်တွေ့အကြောင်းအရာတွေပါဒါဆိုရင်တော့နောက်တစ်ခုထပ်ပြီးတော့ကြည့်ရမှာကဒေါ်လာငတ်နေတဲ့မအလာရဲ့နောက်ထပ်ထပ်ပေါက်လေးတစ်ခုငလင်တန်ကြောင့်ရသွားပါတယ်ဆိုတော့ ကျွန်တော်ခိုင်းနှိုင်းပြီးတော့ပြောချင်တာကတော့အစာငတ်နေတဲ့ခွေးဝဲစားတကောင်မစင်တွင်းလေးကို ပြုတ်ကျသွားတယ်ဆိုရဲအเจ้าမှာအာနာသိခံရပြီးလေးနှစ်ကြော်ကြာတဲ့အချိန်မှာကမ္ဘာသတင်းမီဒီယာစာမျက်နှာထက်ကို ပြန်လည်ပြီးတော့နေရာရှူလာတဲ့ကျွန်တော်တို့ရဲ့နိုင်ငံငယ်လေးဒီငလင်တန်းเจ้าမော်ဗျာ မကြခင်ရပိုင်းမှာဖြစ်ပွားခဲ့တဲ့ငလင်ကြောင့်နိုင်ငံတကာစာမျက်နှာတွေထက်မှတကြော့ပြန်နေရာရှိသွားခဲ့ပါတယ်။စေအိုစုရဲ့အကြမ်းဖက်စစ်တပ်ရဲ့လူမှုဆန်စွာတပ်ဖြတ်မှုတွေညှဉ်းပန်းနှိပ်စက်မှုတွေဘုံကျဲမှုတွေကိုအလူလဲခံခဲ့ရတဲ့ကျွန်တော်တို့နိုင်ငံရဲ့အလဲပိုင်းဟာငလင်ဘေးဒဏ်ကိုပါကုရမဲ့ထပ်ဆင့်ခံစားခဲ့ကြရပါတယ်။အရှိပိုင်းရက်တွေမှာခက်စိတ်စိတ်ဖြစ်ပေါ်ခဲ့တဲ့ငလင်တန်တွေကြောင့်ငလင်အတွက်ကြိုးရင်ခံမှန်းချက်အချို့နဲ့ တိပေးမှုအချို့လူမှုကွန်ရက်ပေါ်မှာတက်ခဲ့ပေမဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့သက်ဆိုင်ရာဝင်ကြီးဌာနတွေကတော့ဘာတိပေးထုတ်ပြန်ချက်မှထုတ်ပြန်ထားတာမရှိဘူးဆိုတာကိုကျွန်တော်ရဲ့မိဘပြည်သူတွေထင်ရှားစွာတွေ့ရမှာဖြစ်တယ်။အကြမ်းဖက်စစ်တက်ဟာငလင်ဘေးကိုပြောချင်တာကတော့ငလင်တန်ကိုခန်းစားရမယ်ဆိုတာဖြစ်လာမယ်ဆိုတာကိုမတိရိုးကျွန်ပြုတ်ပြီးတော့ ငလင်ဖြစ်ပွားပြီးတဲ့နောက်ကြမှအချမ်းမဲ့ဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတိုင်နိုင်ငံတကာစာမျက်နှာထပ်ကိုနိုင်ငံတကာကိုဖုံးဆက်အကူအညီတောင်းပြီးတော့အရေးပေါ်အခြေအနေတွေကောက်ကက်ခြင်းနာ ဟုတ်ပြီအဲ့ဒီမှာနိုင်ငံတကာကအကူအညီတွေစုပြုံရောက်ရှိ လာပါတယ်မက်စလာ25ရဲ့နေ့မှာဖြစ်ပွားခဲ့တဲ့ ကျွန်တော်တို့7.7အဖြတ်စွမ်းအပြင်ငလင်ဟာကျွန်တော်တို့နိုင်ငံရဲ့အလေပိုင်းစကိုင်းတိုင်းကိုဗိုလ်ပြူပြီးတော့လှုပ်ခတ်သွားခဲ့ပါတယ်ငလင်နဲ့အတူနိုင်ငံတကာအဖွဲ့အစည်းတွေအကူအညီအတွက်စုပြုံရောက်ရှိလို့လာပါတယ်အိန္ဒိယကအဖွဲ့အစည်းတွေလည်းအထောက်ပံ့တွေအပြင်ကုလသမဂ္ဂကဒေါ်လာ5သန်းဥရောပသမဂ္ဂကပေါင်1.5သန်းဩစတြေးလျကဒေါ်လာ2သန်း UK ကနေပြီးတော့စတာလင်ပေါင်10သန်းတရုတ်နိုင်ငံကနေပြီးတော့ယွမ်သန်း ဒေါ်လာငွေနဲ့ဆိုရင်73.88တန်းအတီးတီးပေးအပ်သွားမှဖြစ်တဲ့အကြောင်းကိုကြေညာခဲ့ပါတယ်ဒါပြင်စင်ကာပူထိုင်းအမေရိကန်ရုရှားတို့ကလည်းငွေကြေးထောက်ပံ့မှုတွေကစပြီးတော့ကာဝယ်ရေးကယ်ဆယ်ရေးအဖွဲ့တွေပေါ့ဗျာကယ်ဆယ်ရေးအဖွဲ့တွေစစ်လို့ပြီးတော့အကူအညီပေးမယ်လို့သိရပါတယ်အချို့အဖွဲ့တွေကတော့ကျွန်တော်နိုင်ငံတွေကိုရောက်ရှိနေပါပြီ။ ဘယ်လိုပဲနိုင်ငံကအကူအညီတွေရောက်ရှိနေပါစေအဓိကကျွန်တော်တို့စိုးရင်ချက်စိုးရင်စရာတခုကတော့ရှိနေနေပြီးသားပါအဲ့ဒါကတော့နိုင်ငံဟာနိုင်ငံကာရဲ့အကူအညီတွေကျွန်တော်တို့ပြည်သူလက်ထဲကိုအမှန်တကယ်ကောရောက်ပါမလားဆိုတဲ့စိုးရင်ပူပန်မှုတွေကတော့ရှိနေစေအရှိမှလည်းတာရခတွေရှိခဲ့တာကိုဗျကြီးမားတဲ့အလားတူဖြစ်ပျက်မျိုးရှိခဲ့တာကတော့ ဥပမာတစ်ခုပြောရမယ်ဆိုရင်2008နာဂစ်မုံတိုင်းကက်ပေးပါကျွန်တော်ရဲ့မိဘတွေမိပါတယ်ကျွန်တော်မိဘတွေမှတ်မိအောင်မယ်ထင်တယ်နာဖလောက်မှာနာဂစ်သမိုင်းဇိုးမတန်ကြီးဖြစ်ပွားခဲ့တာပါနိုင်ငံတွင်းထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒါနာဂစ်ခံစားနေရတဲ့ကျွန်တော်တို့ပြည်သူ အများအပြားကိုနိုင်ငံတကာကကူညီခြင်းပါတယ်လို့ပြောဆိုနေပေမဲ့ဒီခွေးငစလူအုပ်စုကောင်တွေက ပေးမွင်ခဲ့တဲ့အဖြစ် အဲ့ဒီမှာကျွန်တော်တို့ပြည်သူတန်းပေါင်းများစွာသိဆုံးခဲ့ရတယ်ပြီးတော့အိုးမဲအိမ်မဲအများအပြားကျွန်တော်တို့ဖြစ်ခဲ့ရတယ်အဲ့တော့နောက်ပိုင်းနောက်ပိုင်းချိန်တွေမှာဒီစစ်ဆိုးရဟာနိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေကိုမှုန်တိုင်းသိပြည်သူတွေကိုကူညီပေးဖို့သူတို့ပြန်ပြီးတော့လမ်းဖွင့်ပေးခဲ့တယ်အဲ့တော့အဲ့ဒီနိုင်ငံကကကူညီကယ်ဆယ်ရေးအဖွဲ့အသီးသီးဟာအထောက်ပံ့ပစ္စည်း အချို့နဲ့အတူကျွန်တော်နိုင်ငံတွေကိုရောက်ရှိလာပါတယ်ဒီအကူအညီတွေရောက်ရှိခဲ့ပင်မဲ့အကျန်းဖတ်စခွေအုပ်စုဟာအဲ့ဒီထောက်ပံ့ရေးပြည်သူတွေပြည်သူအတွက်ထောက်ပံ့ရေးပစ္စည်းတွေကိုမှောင်ခိုဈေးကွက်တစ်ခုလိုပြန်လည်ရောင်းစားခဲ့တာတွေပြီးတော့ထောက်ပံ့တရောင်နဲ့သူတို့ရဲ့စစ်ကောင်စီ ဒစိတ်တွေပြောင်းတက်စတေဂါတွေပြောင်းကပ်ပြီးတော့တစ်ဖက်လဲနဲ့ပြည်သူကို အကူအညီပေးခဲ့တာတွေကျွန်တော်တို့အားလုံးသိရှိခဲ့ရပြီးဖြစ်ပါတယ်။နောက်ကမှုန်တိုင်းကပ်ပြီးမှဒီဘက်ကပေးရခဲ့တဲ့အကူအညီတွေဟာပြင်းထန်တဲ့တမ်းမြစ်ချက်တွေကိုလည်းခံခဲ့ရပါတယ်။ပြည်တွင်းကိုရောက်လာဖို့ကြန့်ကြာတာတွေရှိခဲ့တယ်။ရောက်လာတဲ့အချိန်မှာလည်းတကယ်အကူအညီလိုအပ်နေတဲ့ဘေးတံတင့်ဒေသတွေကိုမရောက်ဖဲနဲ့ စစ်ဘိုလ်ချုပ်တွေဟာသူတို့လက်အောက်ငယ်သားတွေနဲ့ပူးပေါင်းပြီးတော့ကိုချိုးအတွက်ခိုးယူရောင်းစားအသုံးပြုခဲ့တာကိုကျွန်တော်တို့မှတ်တမ်းမှတ်ရာတွေနဲ့တကွတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့လိုစစ်စိုးရအကျိုးအတွက်ဗျောင်ကြကြပြန်လဲအသုံးပြုခဲ့တာတွေကိုကျွလွန်ခဲ့ဘူးတဲ့တမိုင်းစိုးမျိုးစေုပ်စုမှာရှိခဲ့ပြီးသားပါဒါပြင်မုံတိုင်းတန်း ခံခဲ့ရတဲ့ဒေသတွေမှာကုညီကယ်ဆယ်ဖို့သွားတဲ့ကျွန်တော်တို့လူငယ်ចောင်းသားတွေကိုလည်းဖန်စီထောင်ချခဲ့တာတွေလည်းရှိပါတယ်ကျွန်တော်ကို၌တွန်တေးကနေပြီးတော့ဖြတ်ပြီးတော့စံကားနှစ်စီးနဲ့ရိခါအပြည့်နဲ့ကျွန်တော်သွားတယ်ဒီဒီအေကိုကျွန်တော်သွားတာဒီဒီပင်လယ်ဝါနေပြီးတော့ကျွန်တော်တို့အဲ့ဒီမှာရှိတဲ့ဒါပင်လယ်ကမ်းဆက်မှာရှိတဲ့ကျွန်တော်ကြေးရဒေသတွေကိုကျွန်တော်ကိုယ်တိုင်သွားခဲ့တယ်အဲ့ဒီအချိန်က ဒါပေမဲ့လမ်းမှာဒါကျွန်တော်ကရောကားနှစ်စီးတဲကဆန်အပြစ်တင်လာတဲ့ကားတစ်စီးအက်ဆီဒန့်ဖြစ်ပြီးတော့တိမ်းမောက်သွားတယ်။ဆိုတော့ကျွန်တော်တို့ဒီတိမ်းမောက်သွားတဲ့ကားကိုချက်ချင်းပဲဒါနောက်ပေါ့နော်ကျွန်တော်တို့နောက်မှာရှိတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကိုအကူအညီတောင်းပြီးတော့နောက်ကနေကားတစ်စီးချက်ချင်းပို့ခိုင်းတယ်။နင်းပို့ပြီးတော့အဲ့ဒီမှာပါလာတဲ့ဒါတိမ်းမောက်သွားတဲ့ကားတွေကဆန်တွေရိတ်ခါတွေကိုဒါနောက်ကျောက်လာတဲ့ကားပေါ်ကျွန်တော်တို့တင်တယ်။တင်ပြီးတာနဲ့ကျွန်တော်တို့ဒီရီယေကိုဆက်ပြီးတော့မောင်းတယ် အရှိမကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့မိသားစုတွေငက်နေကြဒုက္ခရောက်နေတယ်ကျွန်တော်တို့ကြားနေရတယ်အဲ့ဒါကျွန်တော်တို့ပြည်သူပြည်သူချင်းသွားကူညီတဲ့ဖြစ်ရတခုကျွန်တော်ရင်မိပါတယ်မှတ်မိလို့ပြန်လဲတင်ပြတာပါဒီဒီရဲကိုလည်းရောက်လဲရောက်ပေါ့ကျွန်တော်တို့ဆက်လီကားရတယ်ဆက်လီနေမှာသွားလို့ရမှာကျွန်တော်ရင်မိပါအဲ့တော့ဆက်လီငားနေတဲ့အချိန်မှာပဲစစ်ယူနီဖောင်းဝတ်ထားတဲ့စစ်ခွေးကောင်တွေရောက်လာပါတယ်ကျွန်တော်တို့ကိုသွားခွင့်မပေးဘူးလေဟာ ကျွန်တော်ကူညီကယ်ဆယ်ဖို့အတွက်ကျွန်တော်ဒီမှာ live တီးလို့ရတယ်ကျွန်တော်တို့ကဆိုင်းခါတွေပါတယ်ရေခါကြောက်တွေပါတယ်ပြီးတော့အခြားသောတာမိုးကားတွေအနှွေးတွေအင်ဂျင်တွေစသည်အဖြစ်ပေါ့ဗျာကျွန်တော်ပြည်သူတွေကူညီထားတဲ့ပြည်သူပြည်သူချင်းလှူဒန်းထားတဲ့ပစ္စည်းတွေဆိုတော့ပရမအိုးစွာကျွန်တော်တို့အတားခံရတယ်ပြီးတော့ညှိတယ်ညှိတယ်ညှိတယ်ကျွန်တော်ဒါသူတို့ကိုလည်းနားလဲအောင်ပြောပြတယ်နောက်ဆုံးမှဘာပြောလဲဆိုတော့အဲ့ဒီကားနှစ်စီးတွေကရေခါကားတစ်စီးစံပြည့်တင်ထားတဲ့ကားတစ်စီးထားခဲ့ရမယ် ပြောချင်တာကသူတို့အိုက်ကားကိုသူတို့ယူမယ်အိုက်ကားထဲမှာပါတဲ့ဆန်ရိခါတွေသူတို့ယူမယ်ဘလုံးမှကျွန်တော်တို့ညှိလို့မရဘူးကျွန်တော်တို့ကလည်းဒီအတွက်ကိုလာခဲ့ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့မှကားတစည်းစာပါတဲ့ဆန်ရိရိခါတွေကိုအဲ့ဒီနေရာမှာ ထားပြီးတော့ကျွန်တော်တို့ငှားထားတဲ့စက်နေပေါ်မှာကျွန်တော်ကားတစည်းစာဆန်တဲ့ရိခါပစ္စည်းအချို့ကိုပဲတင်ပြီးတော့ကျွန်တော်တို့ ရေဘေးတင့်တဲ့ကျွန်တော်ပင်လယ်ကမ်းစပ်မှာကြီးတဲ့ဂျေးရွာတွေကိုကျွန်တော်ကိုနိုင်သွားခဲ့ပါတယ်ဆိုတော့မမက်ရရပါပဲကျွန်တော်အဲ့ဒီကနေပြီးတော့ပြန်လာတဲ့အချိန်မှာကျွန်တော်မှစွတ်ကျဲလေးတစ်ထည်နဲ့ဘောင်းမီတူလေးတစ်ထည်ပဲပြန်ပါလာတော့တယ်ကျွန်တော်အကုန်လုံးချုပ်ပေးခဲ့သူတို့မှဘာမှမရှိတော့ဘူးအော်ငါပြန်ရောက်ရင်ငါစီမှာတော့ဝစားရှိသေးတယ်လမ်းမှာတွေ့ရတယ်အကုန်လုံးကလည်းဂျီပေါ်မှာဘောလုံးပေါ် ဆယ်သူမရှိမြုပ်သူမရှိကျွန်တော်တို့ရဲ့ပြည်သူတွေကျွန်တော်လိပ်စံနေဆိုတာဘင်းကောင်ကလောင်းလောင်းကြီးတွေဝါပြီးတော့ဖောင်းပွားပုတ်တိုးနေတာအဲ့ဒီအချိန်တွေကဒီကောင်တွေအကြောင်းကိုကျွန်တော်တို့သိခဲ့ပါတယ်ဆိုတော့အခုနိုင်ငံတကာကအကူအညီတွေရောက်လာတယ်အဲ့ဒီနိုင်ငံတကာကအကူအညီတွေဟာအချမ်းမဲ့ဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းမျှော်နေနေတဲ့ဒေါ်လာတွေဖြစ်ပါတယ် ဒီတော့ဒေါ်လာငွေကြေးတွေဒါတွေကိုပဲပြန်လဲပြီးတော့အသုံးပြုပြီးတော့ကျွန်တော်ပြည်သူကို ပြန်ပစ်မဲ့လက်နက်ကြီးစံလူသက်ပစ္စည်းတွေဖြစ်အဲ့ဒီកောင်းကြီးပြောင်းလဲအောင်မယ်ဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူရဲ့ဘော်ရဲ့ဘက်ညီကိုပေါင်းလို့ဒီကောင်းကြီးကအခုချိန်မှမယုံရတာမဟုတ်ဘူးဟိုးအချိန်လေးကလည်းမယုံရနေရဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ဒါကျွန်တော်နိုင်ငံရဲ့ခေတ်ဆက်ဆက်ကိုဖျက်ဆီးခဲ့ရတယ်ကျွန်တော်ရဲ့မိဘတွေကောင်းကောင်း သိပါတယ်ကျွန်တော်အားလုံးတမှုချင်းစီတိုင်းကောင်းကောင်းခံခဲ့ရတာဟုတ်ပြီဒီနေ့မှာဖုန်းကိုဖွင့်လိုက်ပြီဆိုတာနဲ့အာဆိုရှယ်မီဒီယာထက်ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်ရှိနေတဲ့မြင်ကွင်းတွေပဲကျွန်တော်တို့မြင်တွေ့နေရတာမို့ကျွန်တော်ရဲ့မိဘပြည်သူတွေနဲ့ထပ်တူကျွန်တော်ဝန်ထမ်းခန်းစားမိရပါကြောင်းနေမိမိတို့တအူးချင်းစီတိုင်းလက်တွဲပြီးတော့ကျွန်တော်တို့ ရုံးကန်ရှေ့ဆက်ကြပါစို့လို့ပြောကြရင်းနဲ့ဒီနေ့ဗီဒီယိုအဆုံးသတ်ပြစေ။နောက်လာတဲ့ဗီဒီယိုတွေကိုတစ်ချက်ပို့ပေါင်းကျွန်တော်အစွမ်းကိုစူးစမ်းပေးပါမယ်။လက်နက်ပေးကက်ပေးစပီချောင်းနေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မြို့ဝပြည်သူရဲဘော်ရဲဘက်တအုပ်ကြီးတဲ့ဘေးနဲ့ကင်းရှင်းပါတဲ့အောင်လေးနက်စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါ။